training လုပ်နေတဲ့ trader တယောက်က risk management plan တခုမရှိဘဲ trade လုပ်တာနဲ့ risk management plan တခုထားပြီး trade လုပ်ခြင်းအဖြစ်ရလာမည့် trade result ကဘယ်လောက်ထိကွာခြားသွားနိုင်လဲဆိုတာကို example ဥပမာတွေနဲ့တကွာအသေးစိတ်ပြပေးတော့မှာဖြစ်ပါတယ် plan တခုလုံးကိုအသေးစိတ်မချမှတ်ခင်မှာကိုယ့်ရဲ့တပတ်အတွင်းမှာရှာရှင်တဲ့ငွေပမာဏတပတ်အတွင်းမှာအဆုံးရှုံးခံနိုင်တဲ့ငွေပမာဏကိုတည်ထားဖို့လိုအပ်ပါတယ် ကျွန်တော်ကတော့ဒီနေ့ BO ထက်မှာကျွန်တော်တပတ်အတွင်းကိုဒေါ်လာ900ရှာမှာဖြစ်ပြီးတော့မှတပတ်အတွင်းမှာကျွန်တော်ဒေါ်လာ100ကိုအဆုံးဆုံးခံနိုင်တဲ့ example နဲ့ကျွန်တော်တွက်ပြပေးတော့မှာဖြစ်ပါတယ်တပတ်အတွင်းမှာကျွန်တော်ဒေါ်လာ900ရှာရှင်တာဖြစ်တဲ့အတွက်တစ်ရက်ကိုကျွန်တော်ဒေါ်လာ100ပုံမှန်ရှာမယ်ဆိုရင် 9ရက်စဉ်ဒေါ်လာ900ဖြစ်သွားလိမ့်မယ်အဲတပတ်အတွင်းမှာကျွန်တော်ဒေါ်လာ100ပဲအရှုံးခံမှာဖြစ်တဲ့အတွက်တရက်ကိုကျွန်တော်ဒေါ်လာ20လောက်အရှုံးခံမယ်ဆိုရင်9ရက်စဉ်ဒေါ်လာ100ဖြစ်သွားလိမ့်မယ်ဆိုတော့ဒီပုံစံနဲ့ကျွန်တော်တို့တွက်ရမယ်ပေါ့နော်တကယ်လက်တွေ့မှာဆိုရင်ရက်တိုင်းနေ့တိုင်းမှာကျွန်တော်ဒေါ်လာ100ရှာဖို့ဆိုတာကတော်တော်လေးခဲရတယ်ပေါ့နော်။ဘာကြောင့်ခဲရတယ်လို့ပြောရလဲဆိုတော့ market တီကျွန်တော်တို့ချမှတ်ထားတဲ့ training plan ကျွန်တော်ရဲ့ training strategy တွေအမြဲကိုက်ညီနိုင်မှာမဟုတ်တဲ့အဖြစ်တဲ့အတွက် okay ကျွန်တော်တို့ trade တွေလည်းအမြဲတမ်းမရအောင် trade တွေလည်း ရက်တိုင်းရနိုင်မှာမဟုတ်တချို့ရက်တွေကရတာရှိမယ်တချို့ရက်တွေကမရတာတွေရှိတယ်ပဲဆိုတော့အဲ့ဒီအတွက်တရက်ကိုဒေါ်လာ100ဒါပေမဲ့တရက်ကိုဘယ်နှကြောင်းထရရမယ်ဆိုတာမျိုးကကျွန်တော်ပုံတိသတ်မှတ်ထားလို့တော့မရဘူးဒါပေမဲ့တရက်ကိုကျွန်တော်ရဲ့ရှုံးခံရမယ် limit ကဒေါ်လာ20မှာပဲရှိရမယ်ဒေါ်လာ20ထက်ပိုလို့မရဘူးပေါ့နော်ဒီပုံစံအတိုင်းကတော့ကျွန်တော်လုံးမရမယ်ဒါဆိုရင်တချို့ရက်တွေမှာကွာဒေါ်လာ20ကိုမရှုံးသေးဘူး။ကိုယ့်ရဲ့ trading strategy trading plan နဲ့ကိုက်ရတယ်ဆိုရင်ရလာမဲ့ trade တွေကိုကျွန်တော် trade ခွင့်ရှိသေးတယ်ဆိုတဲ့သဘောပဲเนาะ။တကယ်လို့ trader တယောက်ကဒီ example အတိုင်းပဲအပတ်စဉ်လဆင် trade ထွားခဲ့မယ်ဆိုရင်သူ့ရဲ့ reserve ကဘယ်လောက်ထိပြောင်းလဲသွားမယ်ဆိုတာကိုကျွန်တော် screen share ပြီးတော့မှကျွန်တော်တို့တွေ့ပြပြီးတော့မယ်ဒါလေးကိုကျွန်တော်တို့အတူတူအသေးစိတ်တရားလေးလိုက်ကြည့်ကြည့်အောင်နော် profit target ဒီဒေါ်လာ900 loss limit ဒီဒေါ်လာ100ရှိမယ်ကျွန်တော်ဒီ ICT trader တယောက်ဖြစ်တဲ့အတွက် risk to reward ratio ကို1:5 1:7 1:10လောက်ကိုကျွန်တော်တို့ပုံမှန်အနည်းဆုံးယူကြတာပေါ့နော်စဲ trade trade ပြီးတော့မှ ငါ trade နိုင်ပြီးငါ trade ရှုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ today profit and loss ကဘယ်လောက်ထိဖြစ်မလဲပေါ့နော်မိတ်ဆွေတို့ကကိုယ့်အတွက်ကိုလုံးကြည့်တဲ့အခါမျိုးမှာဆိုရင်ဒီလို risk to reward ratio ယူတာတွေ trade ယူတာတွေတော့ကျွန်တော်နဲ့မတူဘဲအနည်းများကွာသွားနိုင်တယ်ရှေ့မှာပြောခဲ့တာကတရက်မှာဒေါ်လာ20ထက်ကိုကျွန်တော်ပိုရှုံးလို့မရဘူး trade တကြောင်မှာဒေါ်လာ20ထက်ပိုရှုံးလို့မရဘူးဆိုတော့အဲ့ဒီအတွက်ကျွန်တော်ဒီ0.04 lot နဲ့ပဲကျွန်တော်တို့ကဘာရှိယူမှာ trade လို့ရမှာ0.04 lot ဒီ4ဒေါ်လာတိုင်းညီမျှတယ်ဒါဆိုရင် SN 6 bit နဲ့နော် west to five ratio trade တခုကိုကျွန်တော်၅ trade နိုင်ပြီးတော့မှ၅ trade ဆုံးခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ total profit and loss ဒီ the trade ဆုံးတိုင်းမှာဒေါ်လာ30 the trade နိုင်တိုင်းမှာကျွန်တော်ကဒေါ်လာ100ရရမယ်ပေါ့နော်တပတ်အတွင်းမှာ၅ trade ဆုံးပြီးတော့မှ၅ trade နိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ total အဆုံးဒီဒေါ်လာ100ရှိမယ်ကျွန်တော်ရဲ့ total profit ဒီဒေါ်လာ900ရရမယ်ဒေါ်လာ900ခုမှကျွန်တော်တို့ဒီပုံမှန်အတတင်ပေါ့နော်ကျွန်တော်ရှင်းထားတဲ့အရှုံးကိုပြန်နှုတ်လိုက်တဲ့အခါမှာဒေါ်လာ400လောက်ပဲကျန်တော့မယ် ဒါဒီကျွန်တော်တို့အနေဖြင့်ငါးထရိတ်နိုင်ပြီးတော့မှငါးထရိတ်ရှုံးထားတဲ့ပုံစံကိုပြထားတဲ့ example ဖြစ်တယ်ပေါ့နော်တခြားသောအပတ်တွေမှာခုနှစ်ထရိတ်ရှုံးပြီးတော့မှ don't trip in nine base ဆိုတော့ကျွန်တော်ရဲ့တူတဲ့အရှုံးဒီ140ရှိမယ်တူတဲ့ profit ဒီ300ရှိမယ်ဒါအောင်မှကျွန်တော်တို့အတတင်ပြန်နှုတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ profit ဒီ160ကျန်နေအောင်မှာကိုရဲ့ trading plan ကိုရဲ့ strategy အတိုင်းပဲ consistency ရှိရှိ trade ရဲ့ trader တယောက်က don't trip ပဲရှုံးပြီး9 trade နိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တူတဲ့ loss ဒီဒေါ်လာ60ပဲရှိမယ် total profit ဒီဒေါ်လာ900တော့ရှိမယ်ဒါဆိုရင်ကျွန်တော်တို့အတည်ပြန်နှုတ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့တပတ်အတွင်းမှာ640တော့မှကျွန်တော်တို့မြတ်အောင်မှာဒီ example ၃ခုဒီကျွန်တော်တို့ရှေ့မှာပြခဲ့တဲ့ risk management plan တစ်ခုပဲကျွန်တော် trader ဖြစ်တယ် trader တယောက်ဒီ risk management plan တစ်ခုချက်မှတ်ပြီးအဲ့ဒီအတိုင်းပဲ तू က trade မသိလိုက်ပြီးတော့မှ trade လုပ်နေတယ်သူရဲ့ trading strategy သူရဲ့ trading plan အတိုင်းပဲ trade လုပ်မယ်ဆိုရင် ကျွန်တော်တို့အတွက်အနာဂတ်မှာရှုံးဖို့ရာခိုင်နှုန်းကတော်တော်လေးနည်းတယ်ဘလောက်ပဲရှုံးနေသည်ဖြစ်စေကျွန်တော်တို့နိုင်သွားတဲ့အခါမှာအဲ့ဒီအရှုံးတွေအားလုံးကိုကျွန်တော်တို့ပြန်ပြီးတော့မှ recover လုပ်နိုင်တယ်လာစင်ကျွန်တော်ရဲ့ total profit and loss ကိုကျွန်တော်တို့ချုပ်တိုက်တဲ့အခါမှာဘလို့ပဲဖြစ်ကျွန်တော် profit ကျန်နေပြီဒါပဲဒါဒီကျွန်တော်ရဲ့ချမှတ်ထားတဲ့ risk management plan အတိုင်းတတွေမသိလိုက်ပြီးတော့မှ trade ထဲပုံစံဖြစ်တယ် risk management plan မရှိတဲ့ trader တယောက်မှာ trade ထဲနဲ့ ဒေါ်လာ100ဒေါ်လာ900တထောင်လောက်ကလည်းချက်ချင်းရသွားနိုင်တယ်ဒါပေမဲ့သူ့ဘာကပလန်မရှိရဲ့အတွက် over trade တွေ over leverage တွေလုပ်လာမယ် loss side ကိုအကြီးကြီးသုံးလာမယ်သူရဲ့ emotion အတိုင်း trade မယ်ဆိုရင်တည်ရခဲ့တဲ့ဒေါ်လာ100ဒေါ်လာ900ဒေါ်လာတထောင်က the trade ထဲမှာပဲအလုံးပြန်ပြောင်းသွားနိုင်တယ်ဆိုတော့ဒါက trader အများစုလုပ်နေတဲ့ပုံစံပဲ trader အများစုဒီ trader A လိုပဲသူတို့လည်းဒီမမြတ်ကြတာလည်းမဟုတ်မြတ်တယ်ဒါပေမဲ့ရေရှည်ကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့အကောက်ဘာက profit မရှိဘူးအရှုံးမဖြစ်နေတယ်အများစုက trader ဘီလို့မလုပ်နိုင်ကြဘူး trader ဘီမှာကသူဒီတပတ်ကိုဒေါ်လာ100ဒေါ်လာ900ပုံမှန်လေးရှာထားတယ်အဲ့လိုပုံမှန်ရှာထားပြီးမှသူ့ရဲ့အကောက်စားကြီးတဖြည်းဖြည်းချင်းကြီးထွားလာတယ်နော်အများစုဒီ the trader နဲ့ဒေါ်လာ900တထောင်လောက်ကချက်ချင်းရှာနေတယ်ဒါပေမဲ့သူတို့ဒီ emotion ကိုမထိနိုင်ကြတဲ့အတွက် over trade တွေ over leverage တွေ loss တွေကိုအကြီးအကျယ်တုံးလာတာဖြစ်တဲ့အတွက်သူတို့ရှာခဲ့တဲ့ဒေါ်လာ900တထောင်ကလည်းအချိန်မရွေးပြန်ပြီးတော့မှကုန်သွားကြတယ် trader တယောက်က risk management plan မရှိဘူးဆိုရင်ရေရှည်မှာအဆင်မပြေနိုင်ဘူးဆိုတဲ့သဘောကိုပြနေတာဒါဒီဒီကနေ့ဗီဒီယိုမှာကျွန်တော်ပေးချင်တဲ့သင်ခန်းစာဖြစ်တယ်နေ့စဉ် trade လုပ်တဲ့အခါမှာကိုယ်မှာ risk management plan တခုမရှိသေးဘူးဆိုရင်အခုကစပြီး plan တခုကိုချမှတ်ကြည့်ပါအဲ့ဒီ plan အတိုင်းနဲ့တွေ့မသိလိုက်ပြီးတော့မှလုပ်ကြည့်ကြည့်ပါเนาะဒါဆိုရင်ဒါကိုယ်အတွက်အများကြီးအကျိုးရှိလိမ့်မယ်ဒါကိုယ်အတွက်အများကြီးအထောက်အကူပြုလိမ့်မယ်လို့ဒီဗီဒီယိုကနေပြောပြချင်ပါတယ်